ီဒီယိုလေးမှာတော့ဒီနေ့အော်တိုဘာလ23ရက်နေ့အော်တိုဘာလတတိယပတ်တပတ်တာရက်ကမ္ဘာရွှေဈေးကွက်အဖွင့်ရက်တလင်းတောင်နေ့တည့်တာအတွက်ဖြစ်ပျက်နိုင်ခြေရှိတဲ့ကမ္ဘာရွှေဈေးကွက်နေ့ထောင်ကျွန်တော်သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီနေ့မနက်ခင်းပေါ့နော်အာရှဈေးကွက်ချိန်မှာကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေညတော့ကကျွန်တော်အမေရိကန်တမလာဒေါ်နယ်ထရန့်ရယ်ပေါ့နော်တရုတ်တွင်းကုန်နေပေါ့သူကုန်းတွဲကုန်း၃မြင့်တရာခန်းလုံး၃မြင့်ကောက်ခံမဲ့တည်င်းကြောင်မလို့ပြီးခဲ့တဲ့တောက်ကြနေတော့ကမ္ဘာရွှေဈေးရကျွန်တော်တို့ အာညဘက်ပိုင်းမှာတော့နည်းနည်းလေးအကြပြနေရနေတယ်ကျွန်တော်အတက်ပြပြီးတော့เนาะအပိစင်းဆိုရင်၄ရောင်ဆက်ခွန်မှာပိတ်သွားခဲ့တယ်ဒီနေ့မနက်မှာဆိုရင်ကျွန်တော်ကမ္ဘာချွေစီက၄ရောင်ဆက်ခွန်ဈေးတန်းမှာကျွန်တော်ဈေးဖွင့်လာခဲ့ပြီးတော့လက်ရှိချိန်ဒီပေါ့เนาะကျွန်တော်စန်ချင်းတင်အမြင့်ဆုံးဈေးနေတဲ့၄ရောင်88ဈေးတန်းဒီတက်ထားခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီမနက်ခင်းအာရှဈေးကွက်အချိန်ကုန်ကန်နီးပါပေါ့เนาะမနက်ခင်းတော့အဲ့လိုကြီးတအားကြီးအတက်အောင်မကောင်းသေးဘူးခါ၄ရောင်ဆက်ခွန်ကနေကျွန်တော်၄ရောင်ဟာပြီးခဲ့တဲ့အပတ်တော့အမြင့်ဆုံးတက်ခဲ့တယ်ပေါ့เนาะ၄ရောင်60နာတီပဲတက်သေးတယ်အခု နေလက်ကင်းအားချဈေးကွက်ပိတ်ခန့်ဒီအချိန်မှာပေါ့နော်ကျွန်တော်ဈေးရ၄၈၈ဒီတက်ထားခြင်းဖြစ်ပါတယ်အဲ့အပတ်ကမှကျွန်တော်နေလက်ကင်းဥရောပဈေးကွက်ချိန်ဒီညဘက်အမေရိကန်ဈေးကွက်ချိန်ဒီမှာကျွန်တော်လက်ရှိအထိအမြင့်ဆုံးတက်ထားတဲ့၄၈၈ဈေးန်းအထက်ဈေးပိုတက်နိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့လက်ရှိတက်နေတဲ့ဈေးရနေပေါ့ဈေးရပြန်တက်ဆုပ်ပြီးတော့ကြောက်မလားဆိုတာကျွန်တော်တို့သုံးသပ်ကြည့်လိုက်ဟုတ်ပြီအဲ့လိုသုံးသပ်ဖို့အတွက်ကျွန်တော်ကပ္ပရွှေရဲ့ဈေးအတက်ချချက်လေးကိုကျွန်တော်တို့တွားချပါမယ် လက်ရှိမှာကမ္ဘာ့ရှေ့ဈေးတက်ပေါ့နော်အဓိကဈေးကျဖို့အဓိကအဟန္တာဈေးတန်းက၄000ဈေးတန်းခမပြီးခဲ့တဲ့တောက်ကြနေ့က၄000ဈေးတန်းအထက်မှာကျွန်တော်တရက်တာဈေးပိတ်သွားတဲ့အခါမှာကမ္ဘာ့ရွှေဈေးကအခုလိုမျိုးဈေးအတက်ပြန်ဒီနေ့ဒီနေ့မှာပေါ့နော်ဈေးအတက်အားပြန်ကောင်းလာခြင်းဖြစ်ပါတယ်တကယ်လို့သာတောက်ကြနေ့ရတာကျွန်တော်တို့ဗျာသတင်းနေပါခဏမေးထားလိုက်ကျွန်တော်အခုကနီးပညာပိုင်းကတုံးတက်နေခြင်းဖြစ်ပါတယ်သတင်းနေပါခဏမေးထားလိုက်တောက်ကြနေ့ရတာ၄000ဈေးတန်းအထက်မှာတရက်တာမပိတ်နိုင်ခဲ့ဘူးဆိုရင်တော့ကမ္ဘာ့ရွှေဈေးအခုချိန်ကျွန်တော်တို့က ဈေးကျနေအောင်မြင်ရမှာဖြစ်ပါတယ်၄000အထက်မှာပိတ်နေတဲ့ခါမှာအခုချိန်ကျွန်တော်တို့4088ဈေးတန်းအထိစံချိန်တင်တက်ခဲ့တယ်ပေါ့နော်အဲ့ဒီတက်ခဲ့တဲ့ကဘာကျွေးစရာကျွန်တော်တို့ကဘယ်လိုဆက်ဖြစ်နိုင်မလဲလက်ရှိမှာကျွန်တော်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းကတော့ကျွန်တော်တို့4080ဈေးတန်းဖြစ်ပါဒီပေါ့ဈေးအတက်အဓိကအဟန္တာဈေးတန်းပေါ့နော်ကျွန်တော်တို့ဓာရီက3900ဈေးတန်းနေ3800ဈေးတန်းနေ3900ဈေးတန်းနေတော့အဲ့80ဈေးတန်းနေကကျွန်တော်တို့အတွက်ဈေးတက်ဖို့အဓိကအဟန္တာဈေးတန်းနေဖြစ်ခဲ့ပါတယ် လက်ရှိမှာလည်း၄00ဈေးတန်းမှာဆိုရင်၄090ဈေးတန်းကဈေးတက်ဖို့အဓိကအဟန္တာဈေးတန်းဖြစ်ပါတယ်။ဒီနေ့တနိဒာသွင်းတာကဘာရွှေဈေးတန်း၄090ဈေးတန်းအထက်မှာအချိန်၄နာရီအတိုင်းတာပိတ်ဈေးကျွန်တော်တို့ market အခေါ်နဲ့ပြောမယ်ဆိုရင်ဗျာ4 hour ကန်တဲ့ဘူးကန်နေနဲ့ပိတ်နိုင်ခဲ့မယ်ဆိုရင်ကဘာရွှေဈေး၄090ဒီ၄100ဒီအထက်အားစကောင်းပါလိမ့်မယ်ဒီနေ့မှာ။ ဒါပေမဲ့အချိန်တနားရအတိုင်းတာပေးစီနေတော့တွားကြည့်လို့မရဘူးပဲအချိန်တနားရအတိုင်းတာပေးစီကကျွန်တော်လက်ရှိအနေထားကြည့်မယ်ဆိုရင်နည်းနည်းလေးဈေးဆွဲတင်ဆွဲချပေါ့ကျွန်တော် market ခေါ်ရဆို manipulation တွေနည်းနည်းများနေအချိန်၄နာရီအတိုင်းတာပေးစီနေကြည့်မှာဒါကျွန်တော်တို့ပို့ပြီးတော့တိကျတိကျလိမ့်မယ်ခင်ဗျာ၄တော့80ထက်ဈေးတန်းအထက်မှာကျွန်တော်အချိန်၄နာရီအတိုင်းတာပေးစီနေဖောက်တက်ပြီးပိတ်သွားရင်တော့ဈေးကျနိုင်လိုက်တာဝယ်တော့အနည်းဆုံး၄090ထိဈေးဆက်တန်းအကြီးရှိပါတယ် ဟုတ်ပြီဒီကလို့ပေါ့နော်ဒီ4080ဈေးတန်းအထက်မှာအချိန်၄နာရီအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးမပိတ်နိုင်ရင်ရောမပိတ်နိုင်ဘူးဆိုရင်တော့ကမ္ဘာရွှေဈေးကအ ਨੇ ဆုံးဘယ်လောက်ထိပြန်ကျမလဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့က4038 39 4040ဒီစုံနာအထိပြန်ကျပါလိမ့်မယ်4040ဒီပြန်ကျလိမ့်မယ်ပြီးရင်ဒီထက်ပိုကျရင်တော့အောက်ဘက်မှာကျွန်တော်ကျွန်တော်4030တို့4000ဈေးတန်းဈေးတန်းစုံပေါ့နော်အဲ့ဈေးတန်းစုံဒီဈေးပြန်ကျနိုင်ခြင်းရှိပါတယ်အဲ့ဘက်ကကျွန်တော်တို့ဒီနေ့ကမ္ဘာရွှေဈေးနေသား 4080ဈေးနှုန်းထက်မှအချိန်၄နာရီတိုက်တာပိတ်စီနဲ့ဖောက်ပိတ်နိုင်စက်တက်မယ်ဖောက်မပိတ်နိုင်ဈေးအသက်တန်ရင်တနည်းအားဖြင့်ဈေးငိမ်တန်လာရင်လားမလာရင်ဈေးအကျနည်းနည်းပြန်လာပါလိမ့်မယ်အဲကြောင့်ကျွန်တော်လက်ရှိမှာ key level ပေါ့နော်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းက4080ဈေးတန်းဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲဆိုကျွန်တော်ဘယ်လိုမျိုးအယောင်းဝယ်လုပ်ရမလဲဘယ်လိုမျိုးအယောင်းဝယ်လုပ်ရမလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အချိန်တစ်နာရီအတိုင်းတာနဲ့ကျွန်တော်တွားကြည့်လိုက်အောင် ုတ်ပြီကျွန်တော်တို့အခုပေါ့နော်အခုကျွန်တော်နောက်၄နိုင်ကြာမှပြီးမယ်ပေါ့နော်ကျွန်တော်တို့အချိန်၄နိုင်အတိုင်းသာပိတ်စေးတာဗျာဒီဒီလိုမျိုးကျွန်တော်၄၀80အထက်မှာမပိတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့အချိန်၄နိုင်အတိုင်းသာဆက်ပိတ်စေးကျွန်တော်တစ်ချက်ပြပြမယ်ခဏအခုကကျွန်တော်အချိန်တစ်နိုင်အတိုင်းသာနဲ့ကြည့်နေရဆိုအချိန်၄နိုင်အတိုင်းသာနဲ့ကျွန်တော်ပြပြဒီအချိန်၄နာရီအတိုင်းသာပေးစေးတာဒီအခုပြီးမဲ့ပေါ့နော်အခုပြီးမဲ့ဆိုတာနောက်၃နာရီ၄နာရီကြာတော့မှပြီးမဲ့ကျွန်တော်အချိန်၄နာရီအတိုင်းသာပေးစေးတာ၄၀80အထက်မှာဖောက်တက်ပြီးမပိတ်နိုင်ဘူးဆိုရင် ကျွန်တော်တို့4080ဇေတန်နဲ့4080ဇေတန်အထက်မှာရေတူရောင်းလို့ရပါတယ်အရှုံးပိုင်းဇေတန်4090အထက်လောက်ပေးပါအမြတ်ပိုင်းဇေတန်ကိုကျွန်တော်ဘယ်လောက်လောက်ထိယူလို့ရလဲမိမဲ့ဆိုရင်အများဆုံးပေါ့နော်ကျွန်တော်တို့4020ထိယူလို့ရပါတယ်ကိုကအနည်းဆုံးယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်4040လောက်ထိပဲယူပါခင်ဗျဒါ4080ထက်မှာဖောက်မပိတ်ခဲ့ဘူးเนาะတကယ်လို့4080ထက်မှာအချိန်၄နာရီတိုင်းတိုင်းပိတ်စေးရဖောက်ပိတ်ခဲ့တယ်ဆိုရင်တော့ ဈေးနည်းနည်းပြန်ကြပါเนาะကျွန်တော်ဘယ်လောက်လောက်ပြန်ကြပေးရမလဲဆိုကျွန်တော်4050နဲ့4060ကြာပြန်ကြပြီဆိုရင်ကဘာရွှေကိုဝယ်ပါအမြတ်ပိုင်းဈေးတန်း480 490လောက်မှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကိုတော့ကျွန်တော်450အောက်လောက်မှာပြီးပါခင်ဗျဒါ480ဈေးတန်းကိုအခြေခံပြီးတော့အရောင်းဝယ်လုပ်ရမယ့်ဈေးတန်းမဟုတ်တကယ်လို့ဈေးရပြတောက်လျှောက်ထိုးကြသွားတယ်ဆိုရင်တော့ကျွန်တော်ဘယ်ဈေးတန်းလောက်မှာကျွန်တော်အဝယ်ပြန်ကြတယ်လို့မိမယ်ဆိုရင်ကျွန်တော်ကဒီမှာဆိုကျွန်တော်ဈေးတန်းစုံလေးရကျွန်တော်နည်းနည်းတော့အောက်မှာဝယ်ရမယ့်ဈေးတန်းစုံလေးနည်းနည်းတော့များတယ်ဗျ ကျွန်တော်ပထမဆုံးကြိုက်မြင့်ဇေဒန်ဆိုတာ4020ဇေဒန်နာဝင်ကျင်မှာကျွန်တော်အဝေးကြိုက်ပါတယ်အရှုံးပိုင်းဇေဒန်4030ဇေဒန်အောက်လောက်မှာအရှုံးပိုင်းပါအမြတ်ပိုင်းဇေဒန်အနည်းဆုံးကျွန်တော်တို့4040 4050ထိအမြတ်ပိုင်းဇေဒန်ယူလို့ရပါတယ်ဟုတ်ပြီဒါပထမဝယ်ရမယ့်ဇေဒန်ဆုံးဖြစ်ပါတယ်ဈေးကြခင်ရမနော်ဒုတိယဝယ်ရမယ့်ဇေဒန်ဆုံးကတော့4000နဲ့4030ကြာဇေဒန်ဆုံးဖြစ်ပါတယ်အဲ4000နဲ့4030ကြာအာဇေဒန်ဆုံးကြာခဲ့ပြီဆိုရင်ကမ္ဘာရွှေဝယ်လို့ရပါတယ်အမြတ်ပိုင်းဇေဒန် အနည်းဆုံး440 450အများဆုံး480လောက်ထိရိုးပြရပါတယ်အချုံပိုင်းဈေးတန်းကတော့4000ဈေးတန်းအောက်မှာပေးပါခင်ဗျဒါလေးကဒီနေ့အတွက်ပေါ့နော်ဈေးကျမယ်ဆိုရင်ဝယ်ရမယ်ဈေးတန်းဆုံးလေးဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီနေ့အတွက်ကမ္ဘာရွှေအတွက်ပေါ့နော် key level ပေါ့နော်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းကကတော့အပေါ်ဆုံး480အောက်ဆိုရင်4000ဈေးတန်းဖြစ်ပါတယ်ဒီဈေးတန်းဆုံးနှစ်ခုကိုစောင့်ကြည့်ပြီးမှကျွန်တော်တို့ကအအယောင်ဝယ်လောက်အောင်မှာဖြစ်ပါတယ်ခင်ဗျ ဒီနောက်တစ်ခုရှိတာပေါ့ကျွန်တော်မနေ့တော့ဆိုကျွန်တော်4060ဈေးတန်းလို့ပြောခဲ့ဒါပေမဲ့ကျွန်တော်တို့ကဈေးကွက်အခြေအနေကိုလိုက်ပြီးတော့เนาะကျွန်တော်တို့ကစောင့်ကြည့်ရမယ့်ဈေးတန်းတွေဘာတွေကပြောင်းလဲတက်မှန်ရမှာခင်ဗျဘာလို့လဲမလဲဆိုတော့လက်ရှိဈေးကွက်အခြေအနေကကျွန်တော်တို့တနာရီနဲ့တနာရီမတူတာတော့မဟုတ်ဘူးကျွန်တော်တို့အာရှေ့တက်မိနစ်နဲ့နောက်တက်မိနစ်တောင်မတူဘူးခင်ဗျဈေးကွက်ချင်းเนี่ยအမြဲတမ်းပြောင်းနေဥပမာရှေ့တက်မိနစ်ကဗျာကဘာချွေဈေးက၄တောင်80ထက်မှရှိနေတယ်အခုနောက်အခုရောက်နေတဲ့တက်မိနစ်မှာဆိုရင်၄တောင်80အောက်ကိုပြန်ထိုးကြပါရှေ့တက်မိနစ်နဲ့နောက်မိနစ်နောက်တက်မိနစ်တောင်ဈေးကွက်အနေထားမတူတာဖြစ်တဲ့ခါမှာကျွန်တော်တို့က စောင့်ကြည့်ရမယ်ဈေးတန်းဒီဘာတွေကိုလဲဈေးကွက်အနေထားကိုလိုက်ပြီးတော့ကျွန်တော်ပြောင်းလဲကျင်တော့အောင်ကျွန်တော်ကဟာ4060ဆို4060ကွက်တီကျွန်တော်ကဒါကြီးပဲကြည့်ရမယ်ဆိုလို့လားမဟုတ်ဈေးကွက်အနေထားဘယ်နေရာမှာပြန်ကန်လာလဲဘယ်နေရာမှာရောင်းလို့အားရရှိတယ်ဘယ်နေရာမှာဝယ်လို့အားရရှိတယ်ဈေးတန်းအနေထားတွေကိုကျွန်တော်ပြောင်းလဲသတ်မှတ်ဖို့အရေးကြီးတယ်ခင်ဗျပြီးရင်ကိုကဒီကလာမှာရောင်းဝယ်လုပ်ပြီးဆိုရင်လည်းကျွန်တော်တို့ကဥပမာဆိုကြပါကျွန်တော်ကပြအမြတ်ပိုင်းဈေးတန်းဥပမာ4080နာမှာရောင်းနေဗျအမြတ်ပိုင်းဈေးတန်းပြကျွန်တော်4050 4040ပြီးထား ဒါမဲ့ဈေးကအောက်ကိုကျလာ၄60နာအရောက်မှာပြဆက်မကျနိုင်တော့ဒီနားမှာတန့်နေပြန်ပြန်တက်နေရပါတော့အဲ့ဒါဆိုကျွန်တော်၄80နဲ့၄80အထက်ကအရောက်ကို၄60နာမှာရတဲ့အမြန်နဲ့ပိတ်ထားဖို့လိုအပ်တယ်။ဘာလို့ဆိုဈေးကွက်ကအောက်ကိုဆက်မကျနိုင်ပဲတန့်နေရပြတ်ကမှာတေချာတဲ့အမြန်ကိုကျွန်တော်ကယူထားဖို့လိုအပ်တယ်။အဲ့အကြောင်းကိုကျွန်တော်ဒီကာလမှာတော့ကျွန်တော်ကရှင်းပါရောင်းဝယ်လုပ်တာတွေတုံးသက်ချက်တွေကိုကျွန်တော်ဈေးကွက်နဲ့အညီပေါ့နော် ဖြစ်လာတဲ့ဈေးကွက်အခြေအနေနဲ့အညီကျွန်တော်တို့တုံ့တက်တတ်ဖို့အရေးကြီးတယ်။ဥပမာကျွန်တော်တို့မနက်ခင်းတုံ့တက်တဲ့ဟာဆိုတာတရက်တာကိုခြုံငုံတုံ့တက်ထားတာ။ဒါပေမဲ့စောင့်ကြည့်ရမယ့်ဈေးတန်းတွေကပြကျွန်တော်တို့ဖြစ်လာတဲ့ဈေးကွက်အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲကောင်းပြောင်းလဲသွားတယ်။အခုပြအခုစောင့်ကြည့်ရမယ့်ဈေးတန်းက၄,၈၀။ညဘက်လောက်ရောက်မှာပြအပေါ်က၄,၉၀၄,၁၀၀ကစောင့်ကြည့်ရမယ့်ဈေးတန်းဖြစ်သွားနိုင်တာပဲအပေါ်ဘက်ကဈေးတက်ဖို့အဓိကဟန်တာဈေးတဒါလေးကိုကျွန်တော်ဘာလို့လဲမဲ့ဆိုဒီကလာမှာကျွန်တော်တို့ကအာတုံးသက်ချက်တွေကျွန်တော်တို့ကသဘောတရားတွေကို ကျွန်တော်တို့ကတရက်တည်းကြီးစုတ်ကင်ထားလို့မရပါဘူးတရက်တည်းစုတ်ကင်ထားရင်ကျွန်တော်တို့ကဒီကာလာမှာ risk အရန်များနိုင်ပါတယ်ဟုတ်ပြီအဲ့အပတ်ကကျွန်တော်တုံးတဲ့ချက်ကိုပြန်ဆက်မယ်ဆိုရင်ဒီနေ့တရက်တာပိစီဘယ်မှာပိရင်ကဘာရွှေစီစီစက်တမနဲ့ဘယ်အောက်မှာပိရင်စီးပြန်ကြနိုင်မလဲအဲ့အောက်ကျွန်တော်တုံးသက်ကြည့်ပါမယ်ကျွန်တော်အချင်းတရက်တာနဲ့ပြန်ကြည့်မယ်ဒီနေ့တရက်တာပိစီတာကျွန်တော်တို့ ဘယ်ပေါ်ပိတ်ခန့်နေဒီ4080ဈေးနှုန်းအထက်မှာပိတ်ခန့်ရင်တော့ကမ္ဘာ့ရွှေဈေးပြဒီဒီတစ်ပတ်ထဲမှာ4100အထက်ဆက်တက်ဖို့နီးပညာပိုင်းရပါတော့နီးပညာပိုင်းရပို confirm ဖြစ်သွားလိမ့်မယ်မဟုတ်ဘဲနဲ့စန့်ကျင်ဘက်နေနေပါတော့ဒီနေ့တရက်တာအပိတ်ဈေးဒါကျွန်တော်4000ဈေးနှုန်းအောက်ပြန်ပိတ်ခန့်မယ်ဆိုရင်တော့ကမ္ဘာ့ရွှေဈေးကကျွန်တော်တို့နောက်ရက်ဒီမှာအကျပြီးခဲ့တဲ့ဂျတာဘရင်းနေ့ညလိုမျိုးတောက်ကြနေမနက်နဲ့နေ့လယ်ကလိုမျိုးအကြရိမှန်းလို့ရပါပြီခင်ဗျာ အဲ့အပြင်ကကျွန်တော်ဒီနေ့တရတာပေးစီ4080အထက်ပေးမလား4000အောင်ပေးမလားစောင့်ကြဖြစ်ပါလေလက်ရှိအနေထားရအောင်နော်လက်ရှိရောက်နေတဲ့ဈေးနဲ့အနေထားရအောင်ဗျာ4080အထက်မှာပိတ်ဖို့တော့ပို့ပြီးတော့ဖြစ်နိုင်ကြပုံများတာပေါ့နော်ဒါမှမဟုတ်ကမ္ဘာချွေဈေးကွက်ဆိုတာကျွန်တော်တို့ကျွန်တော်ပေါက်တယ်ပေါ့ရှစ်တမနစ်နဲ့နောက်တမနစ်တောင်မှာဈေးကွက်အနေထားမတူတာဖြစ်တာဖြစ်တဲ့ခါမှာလက်ရှိပြ4080လောက်ရောက်နေမှုနဲ့ပြောမရအောင်ညဘက်ရောက်မှာဈေးပြန်ထိုးကြပြီးတော့4000အောင်ပိတ်သွားနိုင်တာလေဖြစ်နိုင်ပါ အဲ့အကြောင်းကျွန်တော်ကမနေ့ဖြန်မနေ့မှသာဒီနေ့တရတာဘေးစစ်ဘယ်မှာပိတ်တယ်ပေါ့မူတည်ပြီးတော့မနေ့ဖြန်မှာဝယ်အဝယ်ဦးစားပေးတင်လားအယောင်ဦးစားပေးတင်လားအဆုံးပြတ်မှာဖြစ်ပါတယ်လက်ရှိရောက်နေတဲ့ဈေးတိုင်းနာဒီနေ့မှာတော့၄၉၀ထက်မှာပိတ်ပို့တည်ကြတယ်ဆိုပြီးတော့ဒီနေ့ကလေးအဝယ်တွေဝင်ထားတာမျိုးပါကျွန်တော်တို့အနေနဲ့များပါကျွန်တော်ကဖြစ်လာတဲ့ဈေးကွက်အခြေအနေတိုင်းဝင်လိုက်ဖို့လိုအပ်ပါတယ်ဈေးကွက်အခြေအနေဖြစ်လာမဲ့ဈေးကွက်အခြေအနေကိုကျွန်တော်တအားကြီးကြုံမမတ်နဲ့ကပြန်လက်ရှိရဈေးကွက် flow တိုင်းပဲလိုက်ပြီးအယောင်ဝယ်လို့တက်တာကျွန်တော်တို့ပို့ပြီးတော့အနေနဲ့ကင်းတယ်ပို့ပြီးတော့ risk နေပါတယ်ခင်ဗျ โอเคဒါတည်းကကျွန်တော်နီးပညာပိုင်း30ချက်ဖြစ်ပါတယ်။တရင်ပိုင်းကိုကျွန်တော်တွားကြည့်အောင်။တောက်ကြနေရဆိုရင်ကျွန်တော်တို့ကထရန့်ရပေါ့နော်တရုတ်ပေါ့ကုံသွယ်ကုံသွယ်တုံးမြင့်ကောက်ခံမဲ့ကိစ္စပေါ့နော်။တနည်းအားဖြင့်တရုတ်ကမြေရှားတတ်ထုသူပို့ကုန်တွေကိုသူဘန်လိုက်တယ်ဆိုပြီးတော့အာထရန့်ကတရုတ်ပစ္စည်းတွေကိုတရုတ်တွင်းကုန်ပစ္စည်းတွေကိုသူကအခွန်တရားရခဲ့တော့သူကောက်မယ်ဆိုပြီးတော့တရင်ကြီးညာချက်ထုတ်ခဲ့တယ်ပေါ့နော်။အဲ့တရင်ကြောင့်ကမ္ဘာရွှေဈေးကပ်မှာလည်းကျွန်တော်တို့က နည်းနည်းလေးကြမဲ့ဟန်ပြင်းနဲ့ကဘာရွှေစရာပြန်တက်သွားပြီးတော့ကျွန်တော်တို့၄၁၀စီတန်းအထက်မှာပိတ်ခဲ့ပေါ့စနစ်စတုံး၄၁၀စနစ်စတုံးလောက်မှာပိတ်ခဲ့တယ်ဒါကျွန်တော်ကဘာရွှေဘက်ကတော့တိတ်ပြီးတော့တအားကြီးတော့လောက်ခတ်ရှိတာမျိုးမရှိဘူးဟိုဘက်က stock ဈေးကွက်တွေ crypto ဈေးကွက်တွေပါတော့ကျွန်တော်အရင်ကြီးအလုတ်ခတ်အရင်ကြီးအလုတ်ခတ်ဖြစ်ခဲ့ပြီးဈေးတွေပါကြီးထိုးကြတာကိုကျွန်တော်တွေးခဲ့ရတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်နောက်ပိုင်းမှာပြောမပြအောင်ကျွန်တော်ကဘာရွှေဈေးကွက်ပတ်လဲ trend ရဲ့အဲသတင်းတွေကြီးညာချက်တွေက effect ဖြစ်လာနိုင်တယ်ကျွန်တော်အဲ့အရာကိုသတိပြုဖို့လိုအပ်တယ်ခင်ဗျဘာလို့လဲမလဲဆိုတော့ကျွန်တော်ကသတင်းတွေတစ်ခုက တက်နေတဲ့ဟာအာကျွန်တော်လာရကိုချက်ချင်းဘုံကနေထိုးကြသွားစေနိုင်တဲ့ဒီ effect ရှိနိုင်တယ်။ဒါရှိကျွန်တော်ကဘာချွေစေဆိုတော့တက်နေတယ်။ပြောမရဘူးပြကျွန်တော် trend breaking new တစ်ခုကောက်ထွက်လာတယ်ကဘာချွေစေရပြဒါရှိတက်နေရတယ်ဝုံဗျာတနားရီလောက်အတွင်း၄00အောက်ဒီပါထိုးကြသွားမျိုးလည်းဖြစ်နိုင်တာပဲ။အဘရကကျွန်တော်တို့ကကျိန်းဒီပေါက်တက်မယ်ကျိန်းဒီပေါက်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကအဝဲတွေအယောင်းတွေအလွန်ကျွန်လောက်ထားတာမျိုးတွေတတိထားပါ risk management လောက်ထားပါကိုအယောင်းဝယ် order ဝင်ပြီးစွာနဲ့ ဘယ်စည်းမှာအရှုံးပိုင်မလဲဘယ်စည်းမှာအမြတ်ပိုင်လဲဆိုတော့အကျိုးတင်တတ်မှတ်ထားဖို့လိုအပ်ပါတယ်ပြီးတော့ကိုယူနိုင်တဲ့ risk ယူနိုင်တဲ့အယောင်းဝယ်ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ပါကိုကဒေါ်လာ100ပို့ risk ယူနိုင်တယ်ဆိုဒေါ်လာ100ပို့ပမာဏနဲ့ပဲအယောင်းဝယ်လုပ်ဒေါ်လာ90ပို့ယူနိုင်ဆိုဒေါ်လာ90ပို့ဒေါ်လာ1000ပို့ယူနိုင်ဆိုဒေါ်လာ1000ပို့ဒေါ်လာ1000ပို့ယူနိုင်ဆို1000ပို့နဲ့ပဲရောင်းဝယ်ကို risk ယူနိုင်တဲ့ပမာဏနဲ့ပဲရောင်းဝယ်လုပ်ပါရလာမဲ့အကျိုးမြတ်ကိုအရန်မျှော်ကိုပြီးတော့ရောင်းဝယ်မလုပ်ပါနဲ့ လောဘကိုရှည်တမ်းမတင်ပါနဲ့ကျွန်တော်အဲ့ဒါမှာကျင်ပါတယ်ရောင်းဝယ်လုပ်ငန်းမှာကျွန်တော်လောဘကိုအရန်ရှည်တမ်းတင်ပြီးမှန်းနဲ့သူများတွေမြန်နေတယ်ကျွန်တော်တို့သူများကြီးမြန်နေဒါပေမဲ့သူများနဲ့ကိုယ်နဲ့သူချင်းမတူဘူးဒူဆိုင်မှာသူ့ရဲ့အတိုင်းထွားနေသူရှိရပါတော့ကျွန်တော်တို့ကအဲ့ဒါပဲတကကျွန်တော်သူများကြီးဒေါ်လာ900မြန်နေပြီလဲကျွန်တော်ဒေါ်လာ100 200လောက်မြန်ရင်ကျွန်တော်ကျင်းနေတယ်ဆိုရင်တော့ကော100 200လောက်ပဲယူသူများကြီးလိုအများအများကြီးမျက်ချင်ရာကလည်းကျွန်တော်တို့ risk တွေအများကြီးယူမိတယ်ဆိုရင် ကျွန်တော်အများကြီးထိကြိုက်သွားနိုင်တာမျိုးဖြစ်နိုင်တယ်ခင်ဗျအများကြီးဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်အဲ့အပြင်ကကျွန်တော်ကမ္ဘာ့ချွေထွေးတွေကကျွန်တော်အဓိကမှတ်ချင်တာကတော့ risk management လုပ်ထားပါကိုယူနိုင်တဲ့ risk ယူနိုင်တဲ့အယောင်ဝယ်ပမာဏနဲ့ပဲအယောင်ဝယ်လုပ်ပါဘယ်ဟာမှအပိုင်မတွက်ပါနဲ့ကျင်းသေးပေါက်တက်မယ်ကျင်းသေးပေါက်ကျမယ်ဆိုတော့အယောင်ဝယ်ဈေးကွက်မှာမရှိပါဘူးမှန်တဲ့လက်ရှိကမ္ဘာ့ချွေဈေးတောက်လျှောက်စံချိန်တင်တက်နေတဲ့အတက်အားကောင်းနေတဲ့ကျင်းသေးပေါက်ကြီးဒီနေ့ညမှာဆက်တက်မယ်ဆိုပြီးတော့တုံးတက်လို့မရပါဘူး ရောင်းဝယ်ဈေးကမှဘယ်မှာ100%မရှိပါဘူးအလွန်ဆုံးတုံ့တက်နိုင်ကျွန်တော်ကဖြစ်နိုင်ခြေအများဆုံး80%မရှိပါအဲ့80%လောက်ဖြစ်နိုင်ခြေကိုကျွန်တော်ကအခြေခံပြီးတော့အရောင်းဝယ်လုပ်နေခြင်းဖြစ်ပါတယ်အဲ့အရာလေးကိုသိထားဖို့လိုအပ်ပါတယ်အဲ့ပြီးတော့ကျွန်တော်တရင်ပိုင်းရဆက်သုံးသပ်ပြမယ်ဆိုဒေါ်လာအင်းတဲ့ကြီးရလက်ရှိမှာပြန်ကြနေဒါတော့မဆက်မအောင်ပြဘာလို့တော့တောက်ကြန်ညထရက်ကတရုတ်ကိုကုန်သွဲကုန်တိုးကောင်းမယ်ဆိုရအောင်ကျွန်တော်ကြီးညတာပေါ့နော်ဒါဒေါ်လာအင်းတဲ့ရအကြကလုံလောက်တဲ့အကြမဟုတ်သေးဘူးတရင်ပိုင်းကကြည့်မယ်ဆိုကဘာချွေစီရကျွန်တော်တို့ကတနည်းဈေးတန်းက အသက်အားကတက်တော့တက်နေပြီမှကျွန်တော်တို့သတင်းပိုင်းရအဲ့ train ရကုန်သွယ်ကုန်သတင်းတော့ပဲလက်ရှိမှာရှိသေးအောင်ကျွန်တဲ့သတင်းတွေရအထောက်ပံ့နေလိုအပ်သေးတယ်ခင်ဗျကျွန်တဲ့သတင်းတွေဆိုတာဘာလဲလို့မေးမယ်ဆိုမနေ့ဖြန်ညမှာပြောမယ်အမေရိကန်ပုံပန်ဥက္ကရာရဲ့မိန်ကွန်းဘုရုံနေ့ညမှာထွက်မယ်အမေရိကန်နိုင်ငံရဲ့ငွေကြေးပေါပေါမှုသတင်းတွေတောက်ကြနေ့ညမှာထွက်မယ်ဘနော်တောက်လျှောက်သုံးပတ်နှစ်ပတ်လောက်ဆက်တိုက်ရွှေ့လာခဲ့ရတယ်အမေရိကန်အစိုးရရဲ့ကျွန်တော်တို့ shutdown ကြောင့်ပေါ့နော်နှစ်ပတ်ဆက်တိုက်လောက်ရွှေ့လာခဲ့ရတယ်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကန်တရင်ချက်လက်တည် ဲ့ဒီတင်အချက်လက်တွေကကဘာရွှေစီကိုပေါ့နော်လက်ရှိတက်နေတဲ့ကဘာရွှေစီကိုအသက်ပတ်ဆက်သွင်းပို့စီမဲ့တည်င်းနေဖြစ်ပါတယ်အဲ့ဒီတည်င်းနေရသူ့မပို့နိုင်ဘူးဆိုရင်တော့ကဘာရွှေစီကကျွန်တော်တို့ဝဲလူအားတန့်သွားတာမျိုးဖြစ်နိုင်ပါတယ်ဝဲလူအားတန့်နေဆိုတဲ့အဘယ်ကကျွန်တော်ကြာမယ်လို့ဆိုလိုခြင်းမဟုတ်ပါဘူးဝဲလူအားတန့်နေဆိုတာအဝယ်တွေကတန့်သွားတဲ့အခါမှာဈေးငြိမ်တန့်သွားတာမျိုးဒါမှမဟုတ်ရင်လည်းဈေးနည်းနည်းပြန်ကျတာမျိုးဈေးများများပြန်ကျတာမျိုးသုံးမျိုးလောက်ဖြစ်နိုင်ရရှိပါတယ် ဲ့အကြောင်းကိုကျွန်တော်တို့မနေ့ပြန်တည်နေပိုတုံနေညငွေကြေးဖောင်းဖောင်းတည်နေတောက်ကြနေညအမေရိကန်နိုင်ငံရဲ့အလုတ်ကန်တည်နေကိုကျွန်တော်တို့စောင့်ကြည့်ဖို့လွယ်ပါတယ်အဲ့တည်နေအနေထားကကမ္ဘာခြေစိုးဘယ်လိုလုပ်နိုင်မလဲတည်နေညမှာတည်မရှိပါဘူးတည်နေညအမေရိကန်ဈေးကွက်ချင်းကိုတည်ထားပါထရန့်ကုန်တံကုန်ကိစ္စပြင်ညာပြီးတော့ဘိုင်ဒင်ညအမေရိကန်ဈေးကွက်ချင်းကပထမဆုံးကြော်မယ်ဈေးကွက်ချင်းပိတာပိတက်ကပါတင်ညမှာကမ္ဘာ့ချွေဈေးက အတက်ဖက်သွားမလားအကြပဲသွားမလားကျွန်တော်အရေးကြီးပါတယ်ဝယ်လို့အများမလားရောင်းလို့အများမလားအရေးကြီးပါတယ်တကယ်လို့ဒါဒီနေ့ညမှာဒါကျွန်တော်တို့ကဘာရွှေစီကွက်ကပေါ့နော်ကျွန်တော်တို့အဲ၄တောင်တရာရေနားဘာညာမကတ်နိုင်ဘူးဆိုရင်တော့ကဘာရွှေကပေါ့နော်အဲဒီတင်းနေရအထောက်ပံ့မပါဘူးဆိုရင်တော့ကျွန်တော်တို့ဒီတစ်ပတ်တည်းထက်မှအရေးကြီးဒေတာရအထောက်ပံ့မပါဘူးဆိုရင်တော့ဈေးဆက်တက်ဖို့ကနည်းနည်းခဲရင်သွားနိုင်တယ်ခင်ဗျအဲကြောင့်ဒီနေ့ညအမေရိကန်ဈေးကွက်ချင်းကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ် ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဒီနေ့တရက်တာကဘာရွှေစီကွက်တောင်းတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့တောင်းတဲ့ချက်ဗီဒီယိုတွေကို app to တိတ်ကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရ YouTube channel ကျွန်တော်ရ Telegram channel ကျွန်တော်ရ TikTok account တွေကို subscribe see fan and follow လေးလောက်သားကြပါခင်ဗျပြီးတော့ကျွန်တော်စီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတန့်အခြေခံတနက်နေ့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်အဲ့အရာတွေကိုလည်းကျွန်တော်ရ Viber Telegram YouTube channel တွေကနေစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာရွှေတွေ့တာအားလုံးပဲကျွန်တော်တို့ဒီနေ့ အော်တိုပါလာ7ရက်နေ့တနင်္လာနေ့တက်တာအတွက်ကဘာချွေစေတကြာကိုကျွန်တော်တို့မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့အကျိုးမြတ်များပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။